ုဒ္ဓဘာသာတို့ဤဘာသာရေးဆိုင်ရာခြင်းကျေးမှုပွဲလမ်းကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောဒကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယတနာတုံးမှကတော့၍တရဏဂုံသီလများခံယူကြပါစို့ခမည်းဆိုတဲ့အတံပေးလိုက်လို့ရှိရင်လောက ဥပမာမိုးဥကြတခိုး တောင်ကမိုးချိန်မိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲကြပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတန်တွေကိုကြပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူဓမ္မဂေါတကတရားကျွေးကျော်နိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်က ယရဏသုံးပါးကတော့၍တရဏဂုံသီလမြတ်ဆောက်တည်ခံယူကြပါစို့ခမညာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်ရှင်အမျိုးသားအမျိုးသမီးဒီဟူသောရွှေဥတောင်းတို့သည်တပြိုင်နက်ထက်တညီတညွတ်ထက်ဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကတော့တဲ့သဒံကေကာတန်ဒီဟာညံပြီးတော့ထွက်လာ အဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်သေးမှာတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မတွင်လို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါသမှုအကုသိုလ်ဇောစိတ်တွေဖြစ်မှာနင်ဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်ဇောမှာဖြစ်မှာအကုသိုလ်နဲ့ဆံရအတန်တတံတတံထွက်တယ်လို့ ကုသိုလ်ပဲဆိုင်ရာမှာလည်းပဲယရဏသုံးပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်သောစိတ်တွေ49ကဖြစ်မှာဩအတံပီပီသတာတတံထွက်တယ်ကာမှာလည်းပဲထို့အတူပဲ49ချိန်တမှာလည်းပဲ49ချိန်အဲ့ဒီလိုကုသိုလ်သောစိတ်တွေ 49ကာ49ကာတတန်တတန်မှာတို့မှာရတယ်လို့စိတ်ထဲကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တည်သည်ဆိုလိုရင်းကတော့ဘုရားတရားတန်ခါယရဏသုံးပါအပေါ်မှာမတော်တဆမေစဉ်တောင်ကြီးကလေးဘဝဘုရားမန္တရားမန္တန်ခါမန်းမသိတဲ့အချိန်က မတော်တဆပြုမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်ကပ္ပဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအတုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွင့်လျော်လိုက်အဲဒီလိုဆေးကြောဖွင့်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရတပြီတော့အယိုသေးအလေးမြတ်လက်အုပ်မိုး၍ရှ िख ိုးပူဇော်ဖူးမြော်မှန်စေရောကတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မာကုတုဇောရီ49က49ကဇောတော့မာကုတုဇောစိတ်တုပ္ပတိဟုတော့ရည်ရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတွန်းတွန်းချေကျော်ပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယန္တနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့အာရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရင်နဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်လာကောင်းလိမ့်ရင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်လာကောင်းပေးပါ တောင်းတယ်လို့လို့တောင်းတယ်လို့ပဲ ခြေပေါက်လက်ခါတောင်းတယ်ထို့အတူဗုဒ္ဓဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြယ်သောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခါမိဘတံသာသမီးတောင်းတယ်လို့အာမန္တိတိကရဏေနသာဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြယ်သောခန္ဓာကိုရှိနေတယ် ဒီခစင်ကျေသောခန္ဓာကိုရှိနေတဲ့တပြည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟုသောဥစိုက်ပန်းတွေငါးပါးသီလဒီဟုသောဝတ်ကောင်းဆရာငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါလေတောင်းခံပါလေရှင်ဘုရားအနုက္ကံကတ္တဝါသီလံဒီထမေပန်းဒီ ဗန္ဒီရှင်ဖျားလောကံချီးမြှောက်မှုကို ကတ္တဝါပြု၍မေတ္တိတော်အာတိလံကရဏဂုံသုံးခန်းဥဇိုက်ပန်းနဲ့တကွာငါးခန်းတော်သီလတည်ဟူသောဝကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားတောင်းေးတောင်းမှာတစ်ချိန်မကဘုဒ္ဓတရားပင်တစ်ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတိယံပြီသုံးကြိမ်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီရပေးတဲ့ကိုတော်ကဘာအတံပေးလိုက်ယမံဝဒမိတံဝရေထာတရားတော်မတွေကဘာဆိုလိုက်တော့အာမဗန္တိဘာလုပ်ကြတာတုံးဆရာတကားလို့ဆိုရင်ပြောတတ်ပါစေအေးယမံဝဒမိတံဝရေထလို့ဆိုလိုက်တဲ့ တည်ရပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဓမ္မအပေါင်းသူတော်ကောင်းတို့ကရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးတည်ရဆိုတဲ့ဝတ်ကောင်းဆလငါးမျိုးတဏိနန္တာပြောင်းနန္တာကောင်းငါးမျိုးဟာပဂတိပန်းပဂတိအဝတ်ပဂတိနန္တာလိုအခထေတရဝတ္ထုကြီးနဲ့ကံပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကင်ပြီးတော့ပြီးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆို၍သောက်တီမရကောင်းတဲ့တရဏဂုံပန်ရကောင်းတဲ့ငါးပါးသီလဝတ်ကောင်းစလနန္ဒာကောင်းငါးမျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့သောက်တီဘုံကိုဆိုပေးမယ်အဲ့ဒီဆိုပေးတဲ့သောက်တီဘုံကိုမမှားအောင်လိုက်ဆိုကြဒီအတိတ်ပဲနော်ဒီသီလပေးတဲ့ကိုယ်တော်က ယမဟံဝဒမိတံဝရေတာသာဓဝေနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံဆောက်တီဘုံ၅ပါးသီလခံယူဆောက်တီဘုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့၅ပါးတရဏဂုံဆောက်တီဘုံ၅ပါးသီလဆောက်တီဘုံပါဠိဟုတုံမေတင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဓမ္မရကမက အာမဗန္ဒီဗန္ဒီရှင်ဖုရားအာမကောင်းပါပြီကောင်းပါပြီအရှင်ဖုရားလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုတော်ကဗာစပေးလိုက်ဗာစပြီးတော့ရွတ်ပေးဆိုပေးလိုက်တယ်နမောတတ္တဗုဂဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဖုရားရှိခိုးစားပါကလေးလေးကစဆိုးနိုင်တယ် ဘေးဆိုးနိုင်လို့စာဖိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ဒီမြောက်များစွာရှိတဲ့အ낵ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံကာမတံဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံငင်၅ပါးသီလမဆောက်တီးခင်ရှိဥစွာမြတ်စွာဘုရားအား တို့တို့ချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှ िख ိုးကြအုပ်စုအဓိပ္ပယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာရုံမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပြင်မယ်ဒကာရုံမတွေကသုံးခေါက်အဓိပ္ပယ်ရှိတယ် ေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော်အရဟတောအရဟံဂုံတော်ယင်ဖြစ်တော်မူထတော်တမ္မာတမ္ဗုဒ္ဓတာတမ္မာတမ္ဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော်ဒါကြထိုမြတ်စွာဘုရားအာနမောယုတိမြတ်တို့ရှိခိုးဥညွတ်ပါဤဖျားဖျားရှိခိုးတဲ့စာပတ် ်ယသံဗျာရဲ့ဘဂဝါဂုံအရဟံဂုံကမ္မတံဗုဒ္ဓဂုံတော်ကြီး၃ပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုက်ဒီစာပိုက်ဖြင့်တရားမင်းကြီးလည်းပဲတက်ကပညာတုတ်လာပြီးတော့ဘုရားထံလာပြီးတော့အိမ်အိမ်ဒတာလာဆိုင်ကူမှာတက်ကပညာတုတ်နာပြီးလို့တောဒါဘာအရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်လာနေတဲ့အခါမှာပြန်လာနေကြတော့ဒီနမောတ္တရနဲ့ပဲ မြေကြီးကိုလက်နဲ့ပေါ်ပေါ်ပြီးတော့အတင်မြေကြီးစီမတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလှုပ်လက်ဝယ်ယုံကြည်တဲ့လောကုတ္တရာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပုတ်ပုတ်ပြီးတော့သူကနမောတ္တသုံးတော့ဆိုပြီးတော့ရှီခိုးပြန်ထို့အတူပဲဓမ္မတိမြမကြီးများဖရာထံလာပြန်နေဆိုရင်ဒီနမောတ္တနဲ့ပဲသုံးပါ မတ္တရရှိခိုးပြီးတော့ပြန်ရလူပြည်လောကကပတိနတိကောတလာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့မြမာယုတို့ဆိုတဲ့ပုံနာပန္ဒိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ္တရိုက်ပြီဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲဒီလိုလူပညာရှိနတ်ပညာရှိမြမာပညာရှိဆိုတဲ့ ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်လို့အပ်တဲ့ဘုရားရှိခိုးစာဘက်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါတန်းငါတမိငါမြည်တို့တည်ရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြေးပင်မဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘိုးတန်တဲ့ဘုရားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်က လူကြီးများကဒီနမောတ္တကိုသုံးကောက်ဆိုယုံအရှင်ပြုခဲ့အေးအဲ့ဒီအရှင်ပြုတာကိုအခုပြောလို့အင်မတန်ဒုက္ခပဲရှိတယ်ဘုရားရှိခိုးစားပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတယ်ဘုရားရှိခိုးစားပိုင်အဲသီလာပေးတဲ့ကိုယ်တော်တစ်ခေါက်တည်းဆိုပေမဲ့ငါတန်တာသမီးငါမြည်တို့သုံးကောက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားအေးဘုရားရှိခိုးပြီးတဲ့အခါကြာတော့ ဗုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်၃ပိုက်ဆိုနေတဲ့အချိန်မှာအတန်တတန်တတန်တတန်မှာဖရာယရဏာကိုကြီးညိုတဲ့စိတ်တရားယရဏာကိုသံဃယရဏာကို သူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရားပြီးတော့ဖရာတရားသံဃသည်ယရဏာတို့မှာလေငါတို့ရဲ့အာထာကိုးွယ်ရာဘဲလို့သိတဲ့ပညာ ဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တည်ဗုဒ္ဓံတရဏံကိသာမိဆိုရင်ပဲရှင်းလုံးရှိတလုံးတလုံးမှာမာကုသိုလ်စိတ်တည်49 49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဗုဒ္ဓတရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မံတရဏံကိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့ မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံသံဃံတရဏံခိစ္ဆာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမဏမြန်မာလိုသံဃတရဏဂုံသံဃတော်အကုဝေယဟူ၍ရှိကတိမတ်ကြောင့်ဖြစ်တော့မာကုသိုလ်စိတ်စေတသိလို့အဓိပ္ပာယ်ရှိပါအေးဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင် အဲ့ဒီစာတွင်းပိုက်ရွတ်လိုက်ပြီနဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်သံဃတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်ပန်းတုံးစဉ်ဆင့်လျရဲ့ပွင့်လျရဲ့တင့်တယ်တဲ့တရဏဂုံပန်းကံကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်မိကြပြီထိုအခါသီလပေးတဲ့ကိုယ်တော်က ။အိုးမိဘကသာသမီပန်းတခိုင်ပန်းတာမြင်တော့လှတော့။နောက်ထပ်လှကြည့်ခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလား။ဒီရမေးတဲ့ကိုယ်တော်ကဒုတိယမိဘုရားတရဏငိသာမိဒုတိယံပိဓမ္မံတရဏံကိသမိဒုတိယံပိသံဃံတရဏံကိသမိဒုတိယမြောက်တရဏဂုံပန်းမြကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန် ဟာဒကာဒကမတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တဏှဂုံပန်းနိုင်ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမောပန်းထားလိုက်တယ်ဆိုပါစို့ဒုတိယပြီဆိုလိုက်တဲ့အခါတဏှဂုံပန်းနိုင်နှစ်ခိုင်မိမိတို့ကောင်းမောမှာမြိုင်မြိုင်ကြီးပန်းမိပြီထိုအခါမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှခိုင်တဲ့တော့တုံးခိုင်ကပူလာအလေကောင်ကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွမ်းလာတော့မိ တတ္တိယပန်းကိုင်ပန်းအုပ်လို့ပေးတယ်လို့သီရပေးတဲ့ကိုယ်တော်ကတတ္တိယံမိဗုဒ္ဓံဒရဏံဂိသမိတတ္တိယံမိဓမ္မံဒရဏံဂိသမိတတ္တိယံမိသံဃံဒရဏံဂိသမိဆိုပြီးတော့ဒရဏဂုံပန်းကိုင်ကြီးပေးပြန်ဟာဒကာဒကမကြီးကလက်နှစ်တဲ့အာယဝံပန်းတသဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာဒရဏဂုံပန်းကိုင်ကြီးသုံးကိုင်ပန်းမိနေပြီ းတဲ့ဒီအချိန်သီလပေးတဲ့ကိုတော်ကပါလို့လာတရဏကမဏံပရိပုံနံပါဠိစကားပြောလိုက်တရဏဓမ္မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရအေးမိဘနှစ်ပါးကနေပြီးသားတို့တမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်သီလပေးတဲ့ကိုတော်ကတရဏကမဏံပရိပုံနံ တာတော်နှလုံးပြပြန်းသူတော်ကောင်းတို့တရဏကမဏံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏံပြည့်စုံကြပါလားအိုးတရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားကျေနပ်ပါလားအားရပါလားမေးလိုက်ထိုအခါတခါတော့မကအမဗန္တီပြည့်စုံပါပြီဖေဟာကျေနပ်ပါပြီဖေဟာအားရပါပြီဖေဟာလို့ဒီလိုပြန်ပြောလိုက်တာ ထိုအခါကြမှာသီလာပြီးတဲ့ကိုတော်ကအဝတ်ကောင်းဆလာတထဲဝတ်ကောင်းတထဲတထဲတထဲပြီးတထဲတဏိနဲ့သာကောင်းတမျိုးပြီးတမျိုးစမ်းစမ်းပေးတယ်လို့နော်သီလာပြီးတဲ့ကိုတော်ကအနာတိပါဒဝိရမဏိသေကာဗရံသမာဓိယာမိဆိုပြီးတော့ဘာနာတိပါဒဝိရတိသီလာတိဟူသောအဝတ်တထဲပြီးလိုက်ပြန်နန္ဒာကောင်းတမျိုးပြီးလိုက်ပြန်ဟေးဒီကားကမဒီကားလေးပဲဝမ်ပန်းတသာလိုက်ဆို၍ ထိုပါဏာတိပါဒဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်နတ်သားကောင်းကိုမိမိကိုယ်မှလိမ့်သွချေလေလိုက်အင်းနောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိဏဒါနဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိဏဒါနဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းဆလနတ်သားကောင်းကမျိုးပေးလိုက်ပြန်ဆိုပေးလိုက်အင်းဒီကဒီကမဒီကဝမ်းမြောက်ဝမ်းသာဆိုရွယူကြမိမိတို့ကိုယ်မှဆင်း ပြီးဝတ်ပြီးကြအဲတကံတတိယံပြီးသုံးချိန်မြောက်ကြတော့ကာမိတုမိဇာသာရဝိရတိသီလတိဟုသောအဝတ်ကောင်းနတ်တာကောင်း၄ချိန်မြောက်ကြတော့မုဒါဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒါဝါဒဝိရတိသီလဒီဟုသောအဝတ်ကောင်းနတ်တာကောင်းနာကျင်မြောက်ကြတော့သူရာပါဏဝိရတိသီလတိဟုသောအဝတ်ကောင်းနတ်တာကောင်းကိုကင်ဝတ်တော်လိမ့်တော်လို့ ဆိုပြီးအလားရှိကတိုင်တိုင်ဆိုးဆိုးပေးတခါတော့မှဒီကလေးပဲဝမ်းပန်းတတလက်ရည်ဆိုးဆိုးယူကြအေးအဲ့ဒါဒီဥပမာအလင်ငါပြောပြောလို့ရှိရင်ဝတ်ကောင်းစလားငါမျိုးနေရာတကြဝတ်ပြီးအင်းတဏိနဲ့လာကံနဲ့လာကောင်းနဲ့လာပြောင်းငါမျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီးဥပမာအလင်ငါနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်လာဝတ်ပြီးနဲ့လာကောင်းကောင်းလိမ့်ပြီး ပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းနေဒီအဝတ်တွေဒီနတ်သားတွေနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက်ဒါတွေရှင်းပြလိုက်တဲ့အတွက်တိတ်တင့်နေသွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မသွားအောင်အဲ့ဒီအဝတ်တွေညှစ်မသွားအောင်အဲ့ဒီနတ်သားတွေပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့ အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကတိသရဏီနတာပင်စင်ကသီလံသာဓုကံကတ္တဝအဗမာဒီနတံပါတိတာပြောလိုက်ဟာဒကာဓမ္မကြီးကအာမဗန္တိဆိုလိုက်ဘာလို့တော့အတိပဲသိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အသေးအယူကတော့ပါဠိကတော့ဖြောင်းသီလပေးတဲ့ကိုတော်က တာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမီတင်တို့သည်တိတရဏီနာတရဏဂုံတုံကံဥဇိုက်ပန်းနှင့်သာတကားပင်စင်ကတိရငါးပါးတိရာကြည့်ဟုသောဝတ်ကောင်းစလငါးမျိုးနန္တာကောင်းနန္တာပြောင်းငါးမျိုးအခုရှင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေတိရာကြည့်ဟုသောအဝတ်ကောင်းစလတွေနန္တာကောင်းတို့ကိုတာဓုကံကတ္တဝါတတိမြဲမြဲမြန်မြန်ထားပြီးတော့ အဗမတိနာမမိမလျောတဲ့တတိဖြင့်တံပါတိထကရဏဂုံပန်းတို့နှွမ်းမသွားငါဘာတိရဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနဲ့ဓာကောင်းနဲ့ဓာပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်လျက်တန်းပါဒေထမကြိုးမပေါက်မကြမပြောက်ရအောင်ထိမ့်သိမ့်ဆောင်ရှောက် ပြည်စုံကြပါစေလို့တိုက်တွန်းစကားပြောတာဒီမှာတရားဓမ္မတွေကအာမဗန္တိကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြဤအခုအချိန်ဒီမိမိတို့ပြီးခဲ့သောလုပ်ငန်းစဉ်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟုသောဥစိုက်ပန်းတွေနာဘာသီလတိဟုသောအဝတ်ကောင်းငါးမျိုးနတ်တာကောင်းငါးမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တတ်ပြီးတော့ အနေမှာဓမ္မနေပယ်ကကြည့်ရင်ရောက်နေတယ်။အဲဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေပါလို့တော့မင်္ဂလာပွဲတပင်ဝတ်နေ။အေးထို့အတူပဲတဏ္ဍကုံပန်းပန်းပြီးတော့ငါးပါးသီလဝတ်ကောင်းသလားငါးပါးဝတ်ပြီးတော့နတ်သားကောင်းငါးမျိုးလိမ့်သပြီးတော့တတို့အမျိုးကောင်းသားအမျိုးကောင်းသမီးများတွေတရားမင်္ဂလာပွဲကို 我爷爷哦、的。啊嗯嗯嗯